ြမနိုင်ငံရေးအကြက်တွေကိုတွဲဆုံဆွေးနွေးခြင်းနီးလန်းနဲ့အပြေရှားရမယ်လို့ပြည်ရင်းပြည်ပပြောဆိုနေတဲ့အချိန်မြမတက်မတော်ဘက်ကနာဆကကိုစားပြုပေးမယ်လဲသူ့ရဲ့ဆွေးနွေးဘက်ကဘသူဖြစ်မလဲလို့မေးခွန်းထုတ်မှုတွေရှိလာခဲ့ပါတယ်ဆွေးနွေးညီနိုင်ရမှာကိုစားပြုမှုမရှင်းလင်းရင်ပို့မှုရှုပ်ထွေးနိုင်တယ်လို့ NCA ထိုးထားတဲ့ပို့အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNNO NCAS မှဘုံမူကြီးခွန်ဥက္ကာကစီရင်နိုင်တဲ့ဌာနကိုပြောပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ NCA လက်မှတ်ထိုးတဲ့ဟို policy ရှိပြီးသားပါပါဝင်တဲ့ပါဝင်တိုင်းသူများအားလုံးပါဝင်တဲ့နိုင်ငံရေးဆွေးနွေးပွဲကပါသဘောတူချက်ကပါလေတပ်ပြီးကိုပြည်ထောင်ဆွေးနွေးနိုင်မယ်ယုံကြည်မှုတည်ဆောက်နိုင်မယ်အဲ့ဒီနိုင်ငံရေးဆွေးနွေးပွဲကလည်းပြိုင်နက်တဲ့နဲ့เนาะအားလုံးစုပြုံပြီးတော့ရွေချက်မတူဘူးနောက်နောက်ခံ background မတူတဲ့အဖွဲ့တွေပါဖို့ကမလွယ်ဘူးဥပမာတိုင်းသားတွေကစနက်ကန်တော်လန်လာတာနေကုန်တဲ့ရှိပြီအဖွဲ့ကြီးတွေကသဘောထားနဲ့လိုချင်တာကိုလည်းအားလုံးသိတယ်ဒါကြောင့်တိုင်းသားအဖွဲ့တွေကို ပနာမညင်မိုင်းစင်းနေမလားမြောက်ပိုင်းခုနှစ်ဖွဲ့ရှိတယ်တောင်ပိုင်းမှာလည်းခုနှစ်ဖွဲ့ရှိတယ်အဲ့ဒီလိုအဖွဲ့တွေနဲ့ဆန့်ကျင်တဲ့အဖွဲ့တွေရှိတယ်မဟာမိတ်ပြုသွားတဲ့အဖွဲ့တွေရှိတယ်အဲ့ဒီလိုအဖွဲ့တွေနဲ့ ရင်ညှိမလားညှိပြီးတော့ရတဲ့အဆင့်တစ်ခုပေါ်မှာပါချားတော့လက်နဲ့ကန်တော်လိုက်အာသူတွေပေါ့ဥမာအယူကြီးအပါဝင်ကျွန်တော်တို့ PDF ပင်အာသူတွေနော်နာမည်ပေါင်းစုံနဲ့ပြန့်ကျဲနေတဲ့လက်နဲ့ကန်နေအဲ့ဒါဒီအားလုံးကလည်းတသူတသီးလည်းမဟုတ်နေတဲ့ခါကြတော့ဒီကိုစားပြုမှုပါဒီကျွန်တော်တို့ပြဿနာရှိနေကိုစားပြုမှုမရှင်းလင်းလို့ရှိရင်ဘယ်သူကကိုစားပြုတယ်ပဲနေမြေပဲအင်အားကိုစားပြုတယ်ဆိုတာမရှင်းလင်းရင်ပို့ပြီးတော့ရှုပ်ထွေးတာပဲဖြစ်တတ်ပါတယ် uh, went we'll into them. အဖက်ကလည်းကိုစားပြုမှုခံလို့ရမယ်အဖက်ကလည်းအာမခံချက်ရှိရမယ်သဘောတူထားပြီးတဲ့ကိုသဘောတူထားတဲ့အတိုင်းလိုက်လုံနိုင်တဲ့အစွမ်းရည်လည်းရှိရမယ်ပေါ့လေဒီလိုရှိမှကိုစားပြုမှုအားကောင်းကောင်းနဲ့ဆွေးနွေးပွဲတွေပါလာနိုင်မယ်ဆိုတော့ကိုစားပြုမှုမခံမရင်တော့အထက်လို့တော့မရသေးဘူးကဆွေးနွေးပွဲမှာအဲ့လိုကျွန်တော်တွက်ပါတယ်ဆရာမမြန်မာနိုင်ငံရဲ့အချက်တွေကိုတွေးဆဆွေးနွေးကြဖို့အာဆီယံကုလသမဂ္ဂအမေရိကန်တရုတ်အိန္ဒိယဥရောပသမဂ္ဂတို့ကတိုက်တွန်းလျက်ရှိပါတယ်ဒါပေမဲ့လည်းယနေ့ထိတိုင်မြန်မာ ားတက်မတော့ NASA ကနဲ့အတိုက်အခံအင်အားစုတွေကြားတွစ်ဆုံဆွေးနွေးနိုင်ခြင်းမရှိသေးသလိုတွစ်ဆုံဆွေးနွေးကြမယ်ကိုစားပြုမှုတွေကလည်းမရှင်းလင်းပဲဖြစ်နေကြပါတယ်၂၀22ခုနှစ်ကအာဆီယံအလဲကျဥက္ကဋ္ဌအဖြစ်ကြာဝင်ယူခဲ့ဘူးတဲ့ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ဟာမြန်မာနိုင်ငံကို၂၀22ခုနှစ်ဇန်နဝါရီလကရောက်ရှိလာပြီး NASA ကဥက္ကဋ္ဌဘူဂျုံမူကြီးမင်းအောင်လှိုင်နဲ့တွေ့ဆုံပြီးမြမအရေးဖြစ်ရှင်းနိုင်ဖို့ညှိနှိုင်းဆွေးနွေးခဲ့ပေမဲ့ကံကွက်မှုတွေရှိခဲ့ကြပါတယ်အာဆီယံအလဲကျဥက္ကဋ္ဌအဖြစ်ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်လာရောက်ပြီးမြမအရေးဆွေးနွေးခဲ့မှုရှိပေမဲ့လည်းအာဆီယံဟာနိုင်ငံရေးအဖြစ်တွေ့ဆုံဆွေးနွေးမှုကိုမျက်ကွယ်ပြုနေကြောင်းရခိုင်ဦးဆောင်ပါတီ AFP မှဥက္ကဋ္ဌဒေါက်တာအိမ်မောင်ကဆီယံနိုင်သတင်းဌာနကိုပြောပါတယ်။ဟိုနောက်ဆက်ကတော့သူသွားတဲ့လမ်းကြောင်းကိုသူသွားမှာပဲ။အဲလိုကြောင်းနေတာကအာဆီယံကနော်ဒါကမ္ဘောဒီးယားလက်ချက်မှာနော်ဖြည်းဖြည်းဝင်ဝင်လာရောက်ပြီးတွေ့ဆုံတာရှိတယ်။နော်ပရက်ဆိုကွန်လို့ပေါ့ဗျာဒုတိယဝန်ကြီးချုပ်နဲ့နိုင်ငံသားဦးဆောင်ဖြည်းဖြည်းဝင်ဝင်တွေ့မှဖြစ်နေဆိုတော့ 那个你二平，水泥弄错了，有时间拿你过去吧。我他妈建筑的，阿里妈把。 完工成身股下来，go, share, 如果把个阿美加一皮样样一办，那等那个股是难的很重。我那时候在读书多，没那样玩多。皮样不老会漂漂，做了看那些，没那么看那些。不收收的，我都不管他妈的。有些伢伢通过上边不过啊，拉贝多，特别是皮样老没哈，皮样老，皮样老没，皮样 plus 多一点，特们是情感多。你们那个爷爷得了，俺妈录的多。你阿皮样爸妈爱呢？你们那个爷爷他妈 proxy 皮样没对你讲没？伢伊说你那伢什么细节？哎，如果把 巴马的马卡巴洛克的巴洛克买的，巴马的巴洛克买的，巴西的马的巴马的巴洛克买的，干那些？前面说说安娜欧，阿拉提普基欧那边，那个那个的，安娜里点用东西啊？这个这个，那样子鸡肉那不得了，巴马都买上去了，不看那样子伢些，可能多毛，这些不正的，这些毛不毛，小的来买的都是这样的，丰满不掉什么。 ဘူရုံကတော့ကလေးလမ်းကြောင်းပို့တာ။အရိဟဥစ္စာကိုပြန်ကြောင်း။မြန်မာနိုင်ငံမှာ2020ခုနှစ်ဖေဖော်ဝါရီလရက်ကမြန်မာတပ်မတော်မှ LND အစိုးရကို2020ရွေးကောက်ပွဲမဲစီရင်အငင်းပွားမှုအားမဖြေရှင်းပေ။အစိုးရဖွဲ့စည်းရေးကြိုးပမ်းတယ်လို့ဆိုကဖြုတ်ချပြီးနိုင်ငံတော်ကိုအရေးပေါ်အခြေအနေကြေညာပြီးနာဆာကမှအုပ်ချုပ်လျက်ရှိနေပါတယ်။ အဲ့ဒီနောက် LND အကောင်ဆောင်တချို့နဲ့လွတ်တော်အမတ်တွေအပါအဝင်ဒီမိုကရေစီအင်အားစုတွေလက်နက်ကိုင်တပ်ဖွဲ့တွေအခြားသောနိုင်ငံရေးပါတီတွေပူးပေါင်းပြီးမြန်မာတပ်မတော်နဲ့နာဆာကဖြုတ်ချရေးလက်နက်ကိုင်တော်လှန်ရေးရှိနေပါတယ်။အဆိုပါလက်နက်ကိုင်တော်လှန်ရေးကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်တော်စုလွတ်တော်ကိုစားပြုကော်မတီ CRPA အမျိုးသားညီညွတ်ရေးအတိုင်းအမြံအကောင်စီ NUCC PDF, MPDF, KIA, AA, MNDAA, TNNA, CNF, KNU, KNBB, KNDF တို့အပါအဝင်အခြားသောလက်နက်ကိုင်အင်အားစုတွေစုပေါင်းပြီးဖော်ဆောင်နေကြပါတယ်။အဲဒါကြောင့်မြန်မာနိုင်ငံရေးကိုတွေ့ဆုံဆွေးနွေးပြီးအပြေရှားရမယ်ဆိုပါကမြန်မာတက်မတော်ကို NASA ကကကိုစားပြုနိုင်ပေမဲ့လည်း NASA ကနဲ့ဆွေးနွေးမဲ့အတိုက်ခံတွေဘက်ကဘယ်သူက ကိုစားပြုနိုင်ပါသလဲမေးခွန်းထုတ်လျက်ရှိနေပါတယ်။